။ဒါကတော့တန်းစင်မော်ကိုသတိထားပြီးကံမီယာမော်ဆက်ကျင်တဲ့ဇန်ဘယ်ပြရမယ်လို့တွေးနေခဲ့ပါရဲ့။တစ်ချိန်တည်းမှာဖန်တီးနိုင်တဲ့ဇန်ဘယ်တင်ကြတဲ့အမျိုးအစားကတုံးခုထီပါပဲ။ Grenade G ယူသားကတော့ဘယ်ချိန်ပြီးမလဲလိုက်ဆာမန်လို့လာပြီးခဲ့ပြီးသူတို့နှစ်ယောက်ကိုလက်သီးစုပ်တဲကိုထိတ်ကင်ထားလိုက်ပါရဲ့။တော်တော်လေးတက်တောင့်တသာဖြစ်နေပါလားဆိုပြီးခေါင်းဖြူကပြောလာပါပြီ။မြေပြင်မှာရှိတဲ့ချီနီမာလို့ခေါ်တဲ့မိစ္ဆာကောင်တွေကအီရှာဇိုနဲ့တချင်းကိုတားနေကြတာဒါပေမဲ့ရိုက်ကသွားမကယ်လဲရပါရဲ့ ။ဇန်တရားတင်းနေတဲ့ဆယ်ရီရဲ့နားကိုလည်းချီနီမာလုခေါ်တဲ့မိဆောက်ကောင်တွေကရောက်လူနေပါပြီ။ရှီရိုကလည်းအကောင်တွေများရဲ့အကြိုက်ခံနေရကနေတချင်းရဲ့အားပေးမှုကြောင့်အားတက်သွားပြီးတော့အကောင်ဝဲမော်ကိုထုတ်သွင်းလိုက်တာချီနီမာမိဆာတွေကလည်းလင်းထွက်သွားပါတယ်။ဒီအရာတွေအကုန်လုံးကတော့တချင်းရဲ့ဆွမ်းအားကြောင့်ဖြစ်ပါတယ်။ဒီတန်းနဲ့ကတော့မီရီလေးအက်စကိုင်ဘာဆိုတဲ့တင်ဂေတာ၃ခုကိုတုံးနိုင်ပြီအဲ့ဒီအဆန်းကိုတုံးလိုက်တော့လွတ်ကလည်းဂျိုးစင်ခရိုဆာဆိုတဲ့အကွက်နဲ့ပြန်ပြီးတော့ကာဝယ်လိုက်ပါတယ်။တစ်ဖက်ကခဲစီတဲ့မွန်တစ်ဖက်ကလည်းအဲ့ဒီအရာကိုပြန်ပြီးဟန်တာလား အစောနှစ်ခုကပုတ်တိုက်မှုဖြစ်နေပြီးမြေပြင်မှာတော့နှင်းမုံနိုင်ဖြစ်တယ်လို့မြင်ကွင်းတွေမြင်နေခဲ့ရတာပါနှင်းနဲ့အများကြီးလဲကြနေပါတယ်လက်ကလည်းအခုချိန်ကြမှာသူ့ကိုမင်းသားလို့ခေါ်နေရလားငါကမင်းသားမဟုတ်ဘူးနတ်ဖျားလို့ခေါ်ဆိုပြီးဂီတာနဲ့ကိုပြောခဲ့ပါတယ်ဂီတာနဲ့ကလည်းမင်းလိုမျိုးနတ်ဖျားတွေမရှိဘူးသူစင်နေဆိုရင်ဘာလို့လို့ခွင့်လို့ရမှာလားအဲ့ဒါကကွဲလဲမှုအမှန်တရားနတ်ဖျားလားဒါဆိုရင်ကျွန်တော်တို့ကြည့်ပါဒလိထုံးတန်းနေချိုးဖောက်ပြီးမကောင်းဆိုးဝါးဖြစ်လာပြီးတော့ရုံကြီးချက်တွေကိုပါအလွဲသုံးစားလုပ်ပြီးတငယ်ချင်းတွေကိုပါတစ်ဆာဖောက်ပြီးဘာအပြစ်မှမရှိတဲ့အန်နက်စတီရှာကိုပါဆွဲထည့်မိခဲ့တယ် ဲ့ဒီကလေးရဲ့ပြုစင်မှုအတိုင်းဒီအထိကိုလာခဲ့တာကျွန်တော်ကိုလာပြီးတော့ဘာလို့စီရင်ချက်မချသေးရလဲဘယ်ချိန်နည်းလွတ်ထားမှလဲတော်တော်တန်အောင်မလုပ်ပါဒါဆိုရင်ဒါကရောဘာလို့လို့ရလဲအခုလုံးဝကိုပြုစင်မှုနဲ့ကဘာကိုဖြည့်ဆည်းဖို့လုံနေတာပြုစင်မှုဆိုတာကိုယ့်ကိုဘာမှမသိရမိစ္ဆာပဲမလားဒါမျိုးကခွင့်ပြုပေးတင်တာမျိုးမဟုတ်ဘူးဖြူရောင်အလေးနဲ့တခုကိုမြင်လိုက်ရပြီးနောက်ဂီတာနဲ့ကသူ့မိမနဲ့ကလေးကိုပြန်တွေးခဲ့ပါဂီတာနဲ့ကတော့လောရဟာသူ့ရဲ့ဒူဇာမော်အတက်ကိုထိသွားရအောင်ဘာမှမပြောင်းလဲဘူးဆိုပြီးတော့ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေခဲ့ပါရဲ့ တောင်းကိုပယ်ပြလိုက်တဲ့အချိန်မှာအောက်ဘက်ကကဘာမှာတော့ရွှေရောင်မုံလေးတွေမိုးရသလိုကျလာခဲ့ပါတယ်။အဆိုပါမုံလေးတွေကခန္ဓာကိုယ်ကိုထိတဲ့အခါမှာနှွေးထွေးတဲ့ရတာကိုခံစားရစေပါတယ်။အီရှာကလည်းတခြင်းတိဆုံမှုကိုရပ်တန့်ပြီးတော့အမုံလေးတွေကျနေတာကိုလာကြည့်နေပါတယ်။ကပ်ဘေးဖြစ်နေရတာနဲ့ဖြောင်းမြန်ဖြစ်သွားတာပါ။အင်းနစ်တာရှာကတခါတုန်းကဂီတာနဲ့ကိုမိုးရနေတာကနက်ပြီကငိုနေတာဖြစ်လိမ့်မယ်လို့ပြောခဲ့ဘူးတာရှိပါတယ်။ဂီတာနဲ့ကတော့ဒါကဒရေးထွေးခန့်နေရတာလို့ထင်နေပါတယ်။ ။ Instructor ကသူတို့မိသားစုကလာဂီတာနဲ့ကိုမပတ်သက်ခိုင်းမှုဆိုရင်မိုးကိုခေါ်တဲ့သူကသူပဲဖြစ်နိုင်တယ်ဆိုပြီးတော့ငိုယိုနေခဲ့ပါတယ်။တသင်မှုကြောင့်လူတွေကတော့သူတို့ရဲ့အပြစ်လောက်ထားသမျှကိုတဆိုင်ရန်လူတွေစီမှာဝန်ခံတောင်းပန်လိုက်ပါတယ်။ဂီတာနဲ့ကတော့ကောင်းကင်ဘော်ကနေမြေပြင်ဘော်ကိုပြုတ်ကျနေပြီးဒွိုက်ကတော့အင်ကောင်မိုးဘော်မှာထိုင်နေရင်းနဲ့စကားပြောဆိုနေကြပါတယ်။အီချာကဘာလို့တီလာရှယ်လုံးနေရလဲတီလာလို့တခြားသူတွေကမေးကြတော့တချင်းဆိုချင်လို့နေမှာပေါ့လို့ဖြေခဲ့ပါတယ် အဲ့လိုမဖြစ်တင်တာမှန်ပေမဲ့သူပြောတာဟုတ်လဲဟုတ်နေတယ်လို့ပါပဲတချင်းဆိုတာကလည်းအီရှာကလည်းဘာမှမလုပ်တတ်ပါဘူးဘက်ကတော့ question ကြီးကောင်းတဲ့ဘက်ကိုအမြဲတမ်းသွားပြီးရှင်းတန်းနေရလို့ဂီတာနည်းကိုရှင်ဖွင့်နေပါရဲ့လောင်းနေစကားပြောပြီးနောက်ဂီတာနည်းဟာမျက်ရည်တွေကျလာပါတော့တယ်ဆိုလန်ရဲ့နေရာနဲ့မှာသတင်းပြတ်နေတာကတော့တင်းယောက်ကြီးဂီတာနည်းကြီးမားတဲ့ရာဇဝဲမှုကိုကျူးလွန်ခဲ့တဲ့အကြောင်းပါပဟေရီဆန်တဲ့လူတွေစီမှာအသက်ခံလိုက်ရတဲ့ဆိုပြီးတော့ပေါ့တင်းယောက်ကြီးရဲ့လောင်းကိုတော့ရာဇဝတ်သားတွေရဲ့မြေရောက်တက်ခွက်ခန်းထဲမှာရှာတွေ့ပါတယ် တင်းယောက်ကြီးပုံဖန်းထားတဲ့ဘာမှမသိရတဲ့လူတွေကနှစင်းပွဲကိုကျူးကျော်ပြီးတော့ဒီတကောက်မှုကိုကျူးလွန်ခဲ့ရလဲဖြစ်ပါတယ်။ရည်ရချက်ကတော့နတ်ဘုရားကိုပုံကန်တာလားအဓိကဖြစ်တဲ့ပေဟီရီတင်းယောက်ကြီးကအခုချိန်ထိမသိရသေးပါဘူး။ဒါကတော့မင်းသားကသတင်းစာကိုကြည့်ရင်းနဲ့တွေးနေကြတာပါ။တခြားသူတွေကလည်းကုတ္တတိတရားခံကိုမသိရသေးတဲ့အတွက်ဘောသပုံထနေကြပါတယ်။တရားခံကတင်းယောက်ဂီတာနဲ့ဆိုတာကိုတော့တင်းယောက်တချို့ကသိနေကြပါတယ်။ အဲ့တော့စိတ်ရောကိုယ်ပါမြင်လွမ်းနေတာတွေကိုရှင်းလင်းပေးမဲ့နေရာအသစ်ဆိုပြီးရေပူစမ်းမှာအုတ်လိုက်ကြီးရေသွားချိုးကြပါတော့တယ်။ဒီဖြူစင်တဲ့ရေပူစမ်းမှာယောက်ျားရောမိန်းမရောနဲ့ရေချိုးနိုင်တာကလွိုက်ဆံမှာတယောက်ခဲတာရှိပါတယ်။ဆာရီယာကတော့အရင်ကဖခင်เจ้าမှသူတချင်းလာဆိုတော့ကအမြဲတမ်းအမြဲတမ်းပဲအီရှာကတချင်းတူတူဆိုဖို့ခွင့်တောင်းခဲ့တယ်။ဒီမှာလေအပိုင်းစနစ်ကပြီးဆုံးတာပါပဲ။ဒါက9ရောင်မြောက်မင်းသားစီစဉ်တိုးရဲ့အဆုံးသက်လည်းဖြစ်ပါတယ်။